ဟုတ်ကဲ့ဆရာတို့အားလုံးမင်္ဂလာပါကျွန်တော်တို့ကဒီနေ့ဘာလုပ်ကြည့်မလဲဆိုလို့ရှိရင်အဲမိုဘိုင်းဖုန်း socket ပေါ်မှာ ရှိတဲ့ IC တွေ power session ဘက်မှာပါတဲ့ IC တွေပြီးလို့ရှိရင်ကျွန်တော်တို့ feedback BPH power ထုတ်ပေးနိုင်တဲ့နေရာတွေကိုကျွန်တော်တို့အဓိကထားပြီးစစ်မှာဖြစ်ပါတယ်။အဲ့တော့အခုကကျွန်တော်တို့က group ထဲမှာ power session ဘက်ကိုစနေပြီဆိုတော့ကျွန်တော်တို့က power session ဘက်ထဲမှာပါတဲ့ IC တွေအကြောင်းကိုကျွန်တော်တို့နည်းနည်းလေးကြည့်ကြည့်အောင်ပါ။ဆိုတော့အခုလက်ရှိကျွန်တော်တို့ဘယ်ထိရောက်နေပြီလဲဆိုလို့ရှိရင် BPH power video IC တုံးထားတဲ့ဖုန်းတွေရဲ့ BPH power ထွက်ရှိလာပုံစနစ်တွေထိရောက်နေပါပြီ။အဲ့တော့ BPH power ထွက်ရှိလာတဲ့ပုံစံဘယ်နှမျိုးရှိကြလဲလို့မြင်လို့ရှိရင်နှမျိုးရှိပါတယ်။အကြံပြအဖြစ်ပေါ့နော်အတိအကျကြီးတော့မဟုတ်ပါဘူး။ အဲနှမျိုးရှိတဲ့အထက်မှာကျွန်တော်တို့ power IC နှလုံးသုံးထားတဲ့အုပ်စုဆိုပြီးတော့ရှိပါတယ်ပြီးလို့ရှိရင် video IC နဲ့ဒီဘက်ချက်မှာရှိတဲ့ power IC main power IC ကိုတွဲပြီးတော့သုံးတဲ့အုပ်စုဆိုပြီးတော့ကျွန်တော်တို့ရှိပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီထက်မှာကြည့်လိုက်တဲ့အခါမှာဒီအကောင်းကကြတော့ BVH power oh sorry video IC ကိုတွဲပြီးသုံးထားတဲ့အမျိုးအစားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က video IC လို့သိနိုင်ဖို့အတွက်ဘယ်ချက်တွေကိုကြည့်ရမလဲဆိုလို့ရှိရင် point ခက်ကြီးကြီးလေးတစ်လုံးပါတယ်ပြီးလို့ရှိရင် main မှာ ground မရှိတဲ့ capacitor လေးတစ်လုံးပါပါမယ်ပြီးလို့ရှိရင်အဲ့ ICD ဘာရှိရမလဲဆိုလို့ရှိရင်တစ်ဖက်က6ချောင်း24ချောင်းစုစုပေါင်း24ချောင်းရှိရပါမယ်ဒါဆိုလို့ ့ရှိရင်ဒီကောင်ကို PGIC လို့ခေါ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကို Sergeant Management Unit ဆိုပြီးတော့ကျွန်တော်တို့ကခေါ်ပါတယ်။ဆိုတော့ဒီကောင်မျိုးစားမှာကကြတော့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင် ကျွန်တော်တို့ကဒီကောင်ကို second power IC ဆိုပြီးတော့အလွေခေါ်လိုက်တာပေါ့နော်ဒါကကြတော့ main power IC ဖြစ်ပါတယ် power management unit အလုပ်ကို DIC ကအဓိကထားပြီးလုပ်မယ် DIC ကကြတော့ဘာတွေလုပ်မလဲလို့မေးလို့ရှိရင်အဲနောက်ပိုင်းဖုန်းတွေမှာဆိုလို့ရှိရင်ဒီ IC out ထဲမှာ backlight system ဘိုင်းကိုမြှုပ်ထားတာတို့ပြီးလို့ရှိရင် plug point minor 5 driver ဒီ display ဘိုင်းကိုမြှုပ်ထားတာတို့ပြီးလို့ရှိရင် flash IC တွေကိုမြှုပ်ထားတာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ charge ဘိုင်းတွေကိုမြှုပ်ထားတာတို့အဲပြီးလို့ရှိရင် BBH power power နှိုးခြင်းအတွက် BBH power ဘိုင်းတွေကိုမြှုပ်နှံထားတာတို့အဲဒီမျိုးစောက်ကိုတုံးပါတယ်အဲ power IC နှလုံးတုံးတယ်ဆိုလို့ရှိရင်ကျွန်တော်အကြံပြင်မှတ်ရမယ်ဆိုလို့ရှိရင် B bad ဒီဘယ်ကိုရောက်မလဲဆိုလို့ရှိရင် main power IC ကိုရောက်ပါမယ်အော် sorry second power IC ကိုရောက်ပါမယ် second power IC ကနေတစင် BBH power ကိုထုတ်ပါမယ်ဆိုတော့တကယ်လို့များ BJ IC သုံးထားတယ်ဆိုလို့ရှိရင် battery battery connector ကဘိုးတွေဒီဘယ်ကိုရောက်မလဲလို့မြင်လို့ရှိရင် BJ IC တွေကိုရောက်မယ် BJ IC ကနေတစင်ဒီ coin ကနေ BBH power ကိုထုတ်ပါအဲ့တော့ BBH power ကိုထုတ်တဲ့နေရာကိုရှာမယ်ဆိုလို့ရှိရင်လွဲ့လေလေးပါကျွန်တော်တို့ BJ အမျိုးအစားမှာကျွန်တော်တို့ဘယ်လိုပုံစံသုံးသလဲလို့မြင်လို့ရှိရင် BJ အမျိုးအစားမှာကျွန်တော်တို့ coin တစ်လုံးရယ်ပြီးလို့ရှိရင်ဒီ booster C ဆိုတဲ့ ground မရှိတဲ့ C လေးတစ်လုံးရယ်ကိုသုံးပါတယ်အဲ့ဒီနှလုံးကိုရှာကြည့်လိုက်ရင်တွေ့ပါပြီအဲ့ဒီနှလုံးသားမှာ မှာကျွန်တော်တို့ဒီ coin ခက်ချင်းကြီး coin တွေမှာကျွန်တော်တို့ BBH power ဘုတ်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီကောင်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ coupling capacitor ကဒီ ground မရှိတဲ့ capacitor လေးကဒီကောင်လေးဖြစ်ရင်လည်းဖြစ်လောက်တယ်ဒါမှမဟုတ်လည်းဒီကောင်လေးဖြစ်ရင်လည်းဖြစ်လောက်တယ်ဗျအဲ့တော့ဒီဒီအမျိုးအစားမှာဆိုလို့ရှိရင်တော့ဒီ coin တော့မဟုတ်ဒီ coin ကလည်း BBH power ကိုထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်ရအောင် အဲ့တော့ကျွန်တော်တို့ကလက်ရှိအနေအထားမှာကျွန်တော်တို့ဒီ BPH power ထွက်ရှိလာတဲ့စနစ်တွေကဒီ power IC နှလုံးသုံးထားတဲ့အမျိုးအစားကိုခဏမေ့ထားပါအောင်မယ်အခုလောလောဆယ်အခုလက်ရှိကကျွန်တော်တို့ဘယ်ထိရောက်နေပြီလဲဆိုလို့ရှိရင် BPH power ကို video IC ကနေထုတ်ပေးတဲ့စနစ်ကိုရောက်နေပါပြီအဲကျွန်တော်ပတ်ဝန်းကျင်ကတော့နည်းနည်းစုပါတယ်ခင်ဗျအတိခံပြီးတော့ကြည့်ပေးပါနော်အဲ့တော့ကျွန်တော်တို့ BPH power ထွက်တဲ့စနစ်ကိုဘယ်လိုပုံစံသွားမလဲဆိုတာကိုကျွန်တော်တို့စာလင်းနဲ့တစ်ချက်ကြည့်ပါမယ်။ဥပမာကျွန်တော် BPH power system ဒီ VPH system ဒီဘလို့ကွန်ဆန်ထွက်တယ်လဲလို့မြင်လို့ရှိရင် battery ကနေဘိုးတစ်ခုလာပြီးတော့မေးဝရောက်လဲဆိုလို့ရှိရင်အဲ BJIC ဆိုပါဆို BJIC ကိုရောက်ပါအဲ့ BJIC ကနေဘတ်တလုံးခံပြီးထွက်လဲဆိုလို့ရှိရင် coin လေးတစ်လုံးခံပြီးတော့ထွက်ပါအဲ့ coin ကိုရှာမယ်ဆိုလို့ရှိရင် booster seal လေးတစ်လုံးနဲ့ ground မရှိတဲ့ seal လေးတစ်လုံးနဲ့ boost တွန်းပေးထားပါပြီးရင် BPH power ဒီဘယ်ဝရောက်သွားမလဲဆိုလို့ရှိရင် main PM view ကိုရောက်သွားမှာဖြစ်ပါနောက်ထပ်တအုပ်စုကဘလို့ပုံစံသွားလဲဆိုလို့ရှိရင်နောက်ထပ်တအုပ်စုလည်းအတူတူပါပဲ battery ကနေလာတဲ့ဘိုးတွေဒီဘယ်ဝရောက်တယ်လဲလို့မြင်လို့ရှိရင် second PM view ထဲကိုဝင်သွားပါအဲ့ second PM view ထဲကနေ ဘာထွက်လဲဆိုလို့ရှိရင် coin တစ်လုံးခံပြီးတော့ခုနကလိုမျိုးပဲ coin တစ်လုံးခံပြီးတော့သူဒီဘယ်ကိုထွက်လဲဆိုလို့ရှိရင် main pm view ကိုသူသွားပါပုံစံတွေကအတူတူပါပဲသူ့မှာလည်းဘာတစ်လုံးခံလဲဆိုလို့ရှိရင်အဲ booster seal တစ်လုံးခံတယ်ဆိုတော့ပြောချင်တဲ့သဘောကဘာလဲလို့မြင်လို့ရှိရင် power ic ကိုပဲ33 bju ic ကိုပဲ33ကျွန်တော်တို့ဘာဘာဖြစ်သွားတာလဲလို့မြင်လို့ရှိရင်ဒီ coin ခံပြီးတော့ charging coin ကိုခံပြီးတော့ bbh power ထွက်မယ်ဒီကောင်မလည်း charging coin ကိုခံပြီးတော့ bbh power ထွက်မယ်ဆိုတော့ဒီအထက်ကမှကျွန်တော်တို့ဘာမျိုးအစားကိုကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ bju ic သုံးထားတဲ့အမျိုးအစားကိုကျွန်တော်တို့စစ်ကြည့်ပါမယ်အဲ့တော့ ပါဝါဆက်ရှင်က BBH ပါဝါဒီဘလို့တက်ရောက်နေတလေလို့မေးလို့ရှိရင်ကျွန်တော်တို့ဘက်ထရီကွန်ဒက်တာကထွက်လာတဲ့ဘိုးတွေဒီပါဝါနှုတ်ဖို့အတွက်ထွက်လာတာဖြစ်ပါတယ်ပြီးရင်အာသာပတ်အနေနဲ့ Median Test CPU သုံးထားလို့ရှိရင် Internal Switch IC တွေပြီးလို့ရှိရင် PAIC တွေပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်ရောက်လဲဆိုလို့ရှိရင် Main PMU တွေကိုသူရောက်ပါမယ် Visual IC တွေကိုရောက်ပါမယ်အာသာပတ်အနေနဲ့ထွက်သွားတာဒီအာသာပတ်လမ်းကြောင်းကိုကျွန်တော်တို့ကြည့်စရာမလိုသေးပါဘူးလောလောဆယ်ကျွန်တော်တို့က Visual IC ကနေဘက်ထရီကွန်ဒက်တာဘက်ထရီကွန်ဒက်တာကနေ Visual IC ကိုသွားတဲ့ B-back လမ်းကြောင်းကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ် B bus ဆိုတဲ့လမ်းကြောင်းကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ B bus ဒီဘယ်လိုရှိရမလဲဘယ်လိုရှိရမလဲလို့မြင်လို့ရှိရင်ကျွန်တော်တို့ဖုန်းတစ်လုံးပါဝါနိုးစင်နိုင်တဲ့ဘုတ်ဒီ3.85ဘုတ်မှပါဝါနိုးပါတယ်။အဲ့တော့3.85ဘုတ်မရှိဘူးဆိုလို့ရှိရင်ဘက်ထရီမှာရှိတဲ့လောက်ကိုဒီဘုတ်ဒီဘုတ်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဘုတ်တိုင်းတွေကိုခဏနေပြပါမယ်။ဒီဘုတ်တွေကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီဘုတ်ဒီပါဝါနိုးဖို့ရန်အတွက်ဘယ်ကိုသွားလဲဆိုလို့ရှိရင် BGIC တွေကိုသွားပြီးတော့အဲ့ BGIC ကနေ VPH power VPH power အနေနဲ့သူကပြောင်းလဲပေးလိုက်ပြီးတော့သူကဘာလို့ပေးလိုက်လဲဆိုလို့ရှိရင် VPH power အနေနဲ့ထွက်ပါတယ်။ BBH ရဲ့အရှေ့ကောက်က Vote Phone Off Power ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖုန်းကလုံး Power နိုးဖို့အတွက်ထုတ်ပေးတဲ့အဓိက main အနေနဲ့ supply port အနေနဲ့ထုတ်ပေးတဲ့ဘုအမျိုးအစားကိုကျွန်တော်တို့ BBH Power ဘုလို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ BBH Power ထွက်တဲ့ပုံစံကိုကျွန်တော်တို့သိသွားပြီလက်တွေ့တော့မတိုင်းရသေးဘူးအဲ့တော့ BBH Power ပြည့်ရင်ဘာဖြစ်တတ်လဲလို့မြင်လို့ရှိရင်ကျွန်တော်တို့တကယ်လို့များ BBH Power လမ်းကြောင်းမှာ SHORT ဆိုတဲ့ short ကျနေတော်လကောင်းပြီးလို့ရှိရင် LEAKE ဆိုတဲ့ liquid ဖြစ်နေတဲ့တော်လကောင်းဒါမှမဟုတ် Vote လမ်းကြောင်းပြတ်တောက်နေတော်လကောင်း ဘိုးလမ်းကြောင်းပြတ်တောက်နေသူလကောင်းလုံးဝပါဝါမနှိုးနိုင်ပါဘူးဘီဘက်ပိုလိတီလည်းဒီတိုင်မှာပဲဘီဘက်ပိုမှာလည်းရှော့ဖြစ်သူလကောင်းလစ်ပြတ်သူလကောင်းအာလမ်းကြောင်းပြတ်တောက်သူလကောင်းလုံးဝပါဝါနှိုးမှာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့သိသွားပြီဗျ no power တစ်လုံးနဲ့ဖုန်းတစ်လုံး no power လာတယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ battery book ကိုစစ်ပါနံပါတ်2အနေနဲ့ကျွန်တော်တို့ဘာဘုတ်ကိုဆက်ရမလဲဆိုလို့ရှိရင်ဘီဘက်ဆိုတဲ့ဘိုးလမ်းကြောင်းကိုစစ်ပါနံပါတ်3အနေနဲ့ကျွန်တော်တို့ဘာကိုဆက်ရမလဲဆိုလို့ရှိရင် BBH power ထွက်သလားမထွက်ဘူးလားဆိုတော့ကိုကျွန်တော်တို့စစ်ဆေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တိုက်ကြည့်အောင်ဗျ အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်ဆင့်မှတ်ရမှာကကျွန်တော်တို့ mobile phone socket ပေါ်မှာ BJIC သုံးထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လွယ်လွယ်လေးဖြစ်အောင်ကြည့်မယ်ဗျ။အဲလွယ်လွယ်လေးဖြစ်အောင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ BJIC မှာကျွန်တော်တို့ကိုဘာပေးထားလဲဆိုလို့ရှိရင်ဒီမှာ marketing list တစ်စက်ကိုပေးထားပါ။ ဆိုတော့သူ့မှာ24ပင်ပါတဲ့အတွက် marking လေးကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်ပုံတင်မှတ်လို့ရပါတယ်24ပင်ပါတဲ့အတွက်ဒီကနေ့စရည်တွေ့ရပါမယ်တင်းနေ3လေး7နှစ်ပြီးလို့ရှိရင်အဲ7နှစ်7နှစ်3လေးအဲ7နှစ်7နှစ်ပြီးလို့ရှိရင်အဲ73 44 55 66 69 20 21 22 23 24အဲ့လိုပုံစံမျိုးလာမှာဖြစ်ပါတယ်ဒါဆိုရင် VJ IC မှာ VJ IC မှာကျွန်တော်တို့ပင်24ပင်ပါတယ် BJIC မှာကျွန်တော်တို့24ပင်ပါပါတယ်အဲ့24ပင်ပါတဲ့အထင်မှာပင်နံပါတ် PIN ပင်နံပါတ်ဘလော့ကိုထွက်မလဲဆိုလို့ရှိရင်ပင်နံပါတ်ကျမ73ရယ်ပြီးလို့ရှိရင်74ရယ်ကိုကျွန်တော်တို့ဘာဝင်လဲဆိုလို့ရှိရင် VBAT ဆိုတဲ့ဘုတ်ဝင်ပါတယ်ဒီဘတ်ဆိုတဲ့ဘုတ်ဝင်ပါတယ်ဒါဆိုရင်တိုက်မယ်ဆိုရင်လွယ်လွယ်လေးပါပဲဒီမှာ marketing လေးရှိတယ်အဲ ဒီမှာ marketing list ရှိတယ် marketing list ရှိတဲ့အထက်ကနေဒီမှာ7နှစ်7နှစ်7နှစ်ပြီးလို့ရှိရင်73 74ဒီနှစ်ပင်ကိုကျွန်တော်တို့ဘာဝင်မလဲဆိုလို့ရှိရင် rebate book ဝင်ကိုဝင်မှာဖြစ်ပါတယ်အာနံပါတ်2အနေနဲ့ကျွန်တော်တို့ဘယ်ကိုသွားလဲဆိုလို့ရှိရင်ပင်နံပါတ်ကျွန်တော်တို့19ရေ20ရေကနေဘာထွက်တယ်လဲလို့မြင်လို့ရှိရင် VBH book ကိုထွက်ပါတယ် ဘာဘုထားလဲလို့မဲ့လို့ရှိရင် BBH ဖို့သို့မဟုတ် BSYS လို့လည်းကျွန်တော်တို့တနည်းအားဖြင့်ခေါ်တာပေါ့နော်အဲ့တော့ BBH power ဘုကိုသူထုတ်ပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ပင်နံပါတ်1620 21ကနေ23နဲ့ BBH power လမ်းကြောင်းကိုဘာပေးထားလဲဆိုလို့ရှိရင် booster C ဆိုတဲ့ coupling capacitor လေးတစ်လုံးကိုရှိထားပါတယ် booster C ဆိုတော့ ground မရှိတဲ့ capacitor လေးတစ်လုံးနဲ့ရှိထားပါတယ်ပြီးလို့ရှိရင်ပင်နံပါတ်1024ဒီ တင်းနံ24ဒီဘာဘိုးဝင်တယ်လို့မြင်လို့ရှိရင် B-bus ဆိုတဲ့ USB ဘိုးဝင်ပါတယ် USB 5ဘိုးကိုပေးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမျိုးအဆောက်ကိုတည်ထားရင်ကျွန်တော် BJIC နဲ့လာတယ်ဆိုလို့ရှိရင်ဒီလိုမျိုးပုံသေးမှတ်ရမှာပါပင်နံပါတ်74နဲ့74ဒီ B-bus ဘိုးပင်နံပါတ်69 20ဒီ BBH power ဘိုးပင်နံပါတ်21ဒီ booster C လေးကိုသုံးပါတယ်ပင်နံပါတ်တင်းနံ24ဒီဘာကိုသုံးလဲဆိုလို့ရှိရင် USB B-bus 5ဘိုးကိုသူသုံးတာဖြစ်ပါတယ် အဲ့တော့ဟုတ်ပြီဗျာအခုနကကျွန်တော်ဟိုဟာလုံးလုံးနေတော့မှမိပြတ်သွားတယ်ဗျာအခုအချိန်ထိမိပြတ်တော့ပဲအဲ့တော့ကျွန်တော်ဒီပိုင်းလင်းမှာကျွန်တော်တို့ connection လေးကိုတိုက်ကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့က video IC မှာ video IC မှာကျွန်တော်တို့ပုံသင်မှတ်လို့ရတာကဗာမှတ်လို့ရတယ်ဆိုလို့ရှိရင်အဲ pin number ကိုမှတ်လို့ရပါတယ် video IC တွေကိုဝင်လို့ရှိရင် pin number 7324ကို BB ရောက်တယ်7920ကို BBH power ရောက်တယ်21ကို ဟို21ကိုဘာရောက်လဲဆိုလို့ရှိရင် booster bus C နဲ့ boost တွန်ပေးတယ်ပေါ့နော်ပင်နံပါတ်24ကို B bus ရောက်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာကိုကြည့်ရမလဲလို့မေးလို့ရှိရင်ဒီ BJIC ရဲ့ဒီ marking လေးကိုကြည့်ရမှာဖြစ်ပါတယ် အာဆရာတော့အနေနဲ့ဒီကိုစီမှာ visual sheet လေးရှိတယ်ဆိုလို့ရှိရင် visual sheet လေးကို marking လေးကြည့်လိုက် marking လေးကြည့်လိုက်တဲ့အခါမှာဘယ်တော့မှတွေ့ရလဲဆိုလို့ရှိရင်ဒီမှာ marking လေးကိုတွေ့ရတယ်။ဒါဆိုရင်1 2 3 4 5 6 9 8 9 10 13 14ဒီ pin ၄ကိုရောက်မှာဖြစ်ပါအဲ့တော့ကျွန်တော်တို့ကအခုဘာတိုင်းကြည့်မလဲလို့မေးလို့ရှိရင်ကျွန်တော် connection ကိုတစ်ချက် တိုင်းကြည့်မယ်ဗျဘီဘက်လမ်းကြောင်းတွေဒီ connection ရောက်သလားမရောက်ဘူးလားဆိုတာကိုတိုင်းကြည့်ပါမယ်အဲ့တော့ battery socket ကနေလာတဲ့ဘူတွေဒီဘယ်ကိုရောက်မလဲလို့မေးလို့ရှိရင် visual sheet လေးကိုရောက်ပါမယ် ဗီဂျူ IC တဲ့ကိုရောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုလို့ရှိရင်အဲဒီဘက်က main power IC ကိုသွားပါမယ်ပါဝါနှုတ်ချင်းအတွက်ဆိုတော့ဒီကောင်က median test CPU ကိုသုံးထားတာဖြစ်တဲ့အတွက်ဘယ်ကိုလဲရောက်မလဲလို့မြင်လို့ရှိရင် PAIC ကိုလည်းရောက်ပါမယ်ပြီးလို့ရှိရင်နောက်ထပ်ဘယ်ကိုလဲရောက်မလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာ internal switch IC ကိုလည်းသူရောက်ပါမယ်အဲ့တော့ကျွန်တော်တို့တစ်ချက်တိုင်းကြည့်အောင်ဗျာ ဲ့တော့မီတာနဲ့တိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်မှာလှည့်ရမလဲဆိုလို့ရှိရင်အတမီစကိန်းမှာထားထားရပါမယ်အဲ့တော့အတမီစကိန်းမှာထားပြီးတော့ကျွန်တော်တို့ဘယ်မှာတိုင်းရမလဲဆိုလို့ရှိရင်အဲကျွန်တော်အရင်ဆုံးကျွန်တော်တို့လမ်းကြောင်းလေးကိုရှာကြည့်ပါမယ်အတမီစကိန်းမှာထားပြီးတော့မီတာထောက်တာနှချောင်းကိုပူးကြည့်လိုက်ပါပူးကြည့်လိုက်တော့အတမီရယ်ဆိုလို့ရှိရင်ရပါပြီဆိုတော့ကျွန်တော်အတမီစကိန်းနဲ့အရင်ဆုံးတိုင်းကြည့်ပါမယ်အတမီစကိန်းနဲ့လိုချင်တာအနီထောက်ဆိုတဲ့အတွက်ကျွန်တော်တို့ ground ကိုအရင်ထောက်လိုက်မယ် ground ကိုထောက်ပြီးတော့ကျွန်တော် battery connector ground ကိုရှာလိုက်မယ်ဆိုတော့ဒီဘက်မှာ ground ပြရတယ်ဒီဘက်မှာ ground ပြရတယ်ဆိုလို့ရှိရင်ဒီဘက်မှာ bow ပြပါပါဘောနော်အဲ့တော့ bow မှာ connection ဘယ်လောက်ရှိလဲဆိုတာကိုတစ်ချက်တိုင်းကြည့်မယ်အနီလေးနဲ့ထောက်ကြည့်မယ်အာ3လေး2ဆိုပြီးတော့ကျွန်တော် တို့ connection တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ battery connector အပေါင်းကုတ်ကနေအနီကိုထောက်ပြီးတော့တဆင်အနေနဲ့ဘာကိုသွားမလဲဆိုလို့ရှိရင်အဲ့ကျွန်တော်တို့သူအတန်မြေတဲ့ account တွေအကုန်လုံးကိုလိုက်ရှာကြပါမယ်အဲ့တော့သူဒီဘယ်ကိုရောက်လဲဆိုလို့ရှိရင်ဒီ capacitor လေးကိုရောက်တယ်ဒီ signal down လေးကိုရောက်တယ်ဒီ capacitor လေးကိုရောက်ပါတယ်အဲ့ပြီးလို့ရှိရင်ဒီ test point ကိုလည်းသူရောက်ပါတယ်ပြီးလို့ရှိရင်သူဒီဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒီ capacitor လေးနှလုံးကိုသူရောက်ပါတယ်ပြီးလို့ရှိရင် video IC ရဲ့ pin number block ကိုဝင်မလဲဆိုလို့ရှိရင်73 74ကိုဝင်တယ်ဆိုတဲ့အတွက်ကျွန်တော်တို့73နဲ့74ကိုကျွန်တော်တိုင်ချလိုက်တဲ့အခါမှာ73 74မှာတတိယနဲ့ထားမြင်မှာဖြစ်ပါတယ်ဒါက B-back က်ဝင်လာတဲ့လမ်းကြောင်းတွေဖြစ်ပါတယ်အဲ့ဒီ B ဘက်ဒီဘယ်ကိုရောက်သေးလဲဆိုလို့ရှိရင် internal switch IC ကိုလည်းရောက်ပါတယ်အဲ့တော့ internal switch IC မှာဘယ်နောက်ရောက်မလဲဆိုလို့ရှိရင် DC လေးကိုသူရောက်ပါတယ်ပြီးလို့ရှိရင်သူဒီနောက်တစ်ဘယ်ကိုသွားသေးလဲဆိုလို့ရှိရင် PAIC ကိုလည်းသွားတယ် power IC ကိုလည်းသူသွားပါတယ်အဲ့တော့ဒီ B ဘက်ရောက်တဲ့နေရာတွေအကုန်လုံးဒီ connection ဘယ်လောက်ပြမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်တိုင်းကြည့်မယ် connection တိုင်းမယ်ဆိုလို့ရှိရင်ထောက်တန်အနီကိုတန်ဖိုးမှာထောက်ပါတန်ဖိုးမှာထောက်ပြီးတော့ကျွန်တော်ဒီမှာတိုင်းကြည့်ပါ battery socket မှာ battery socket မှာတိုင်းကြည့်လိုက်တဲ့အခါမှာ3 4 3ဆိုပြီးတော့ကျွန်တော်တို့ကိုပြတယ်အဲဒီမှာလည်း3 4 3ဆိုပြီးတော့ကျွန်တော်တို့ကိုပြတယ်ဒီမှာလည်းကျွန်တော်တို့3 4 2ဆိုပြီးတော့ပြတယ်အဲ1 2လောက်ကတော့ကွာနေမှာပါဒီမှာဒီမှာ ှကျတော့3လင်း2ဆိုပြီးတော့ကျွန်တော်ပြဘယ်ကိုရောက်မလဲဆိုလို့ရှိရင်ဒီ IC ဒီ capacity လေးကိုလည်းသူရောက်ပါမယ်3လင်း2ပြီးလို့ရှိရင်ဘယ်ထဲရောက်လဲဆိုလို့ရှိရင်ဒီထဲကိုရောက်ပါတယ်3လင်း2ဆိုပြီးတော့ကျွန်တော်တို့ပြပြီးလို့ရှိရင်ဒီ internal switch IC ကိုလည်းကျွန်တော်တို့ဘယ်လောက်ပြလဲဆိုလို့ရှိရင်3လင်း2ဆိုပြီးတော့ပြပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးသွားကြည့်အောင်ဆက်ပြီးသွားကြည့်လိုက်တာခါမှာသူဒီဘယ်ကိုရောက်မလဲဆိုလို့ရှိရင် PAIC လေးကိုလည်းရောက်ပါတယ် PAIC မှာဘယ်နောက်ကိုရောက်တယ်လို့မြင်လို့ရှိရင် DC လေးကိုရောက်ပါမယ် DC လေးမှာကျွန်တော်တို့ဘယ်လောက်ပြလဲဆိုလို့ရှိရင်3လင်း3 3လင်း2ဆိုပြီးတော့ကျွန်တော်တို့ကိုပြပါဒါဆို PAIC လေးကိုဝင်ပါဒါဆိုလို့ရှိရင်ဒီသူဒီ B-back လမ်းကြောင်းပြီးသွားပါပြီအဲ့တော့ B-back လမ်းကြောင်းပြီးသွားပြီလို့ရှိရင် B-back ကိုနောက်တစ်ဆင့်တိုးပြီး တော့ကျွန်တော်တို့မလုပ်မလဲဆိုလို့ရှိရင် VBH power အနေနဲ့ထုတ်ပါမယ်အဲ့တော့ VBH power ဒီဘယ်ကနေထွက်တယ်လဲလို့မြင်လို့ရှိရင်ဒီ coin ကနေထွက်ပါတယ်ပင်နံပါတ် block ကနေထွက်တယ်လဲလို့မြင်လို့ရှိရင် VBH power ဒီပင်နံပါတ် block ကနေထွက်လဲဆိုလို့ရှိရင်1620ကနေထွက်ပါတယ်အဲ့တော့ကျွန်တော်1620ကိုတစ်ချက်လိုက်ရှာကြည့်မယ်စကော20ကိုလိုက်ရှာကြည့်လိုက်တဲ့ခါမှာဒီမှာအဲဒီမှာ10 2 3 12 12ပြီးလို့ရှိရင်73 74 75 76 79 78အဲ19 20စကော20ဆိုတာဒီပင်နှစ်ပင်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီပင်နှစ်ပင်မှာကျွန်တော်တို့ connection ဘယ်လောက်ထွက်တယ်လဲဆိုတာကိုတစ်ချက်တိုင်ကြည့်မယ် ဘလောက်ထွက်တယ်လဲဆိုလို့ရှိရင်339ဆိုပြီးတော့ထွက်ပါတယ်အခုလက်ရှိတိုင်းနေတာဒီ BBH ပါပါပါဒီနေရာမှာကျွန်တော်တို့ဘလောက်ထွက်ရမလဲဆိုလို့ရှိရင်ဘက်ထရီတက်ထားတဲ့အနေထားမှာ4.2ဘို့တွေ့ရပါမယ်အခုလောလောဆယ်ကမိမလာလို့ပြကျွန်တော်မိလာတဲ့အချိန်ကြာလို့ရှိရင်တော့ကျွန်တော် BBH ပါပါကိုတိုင်းပြမှာဖြစ်ပါတယ်အဲဒါဆိုရင် D D IC ရဲ့ဒီ pin number 1920မှာ တွေ့ရတဲ့လောက် condition ဒီဘယ်လောက်ဘယ်မှာတွေ့ရမလဲဆိုလို့ရှိရင်ဒီ coin ထဲမှာလည်းတွေ့ရပါမယ်339ဆိုပြီးတော့ကျွန်တော်တို့ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ339ဒီဘယ်ကိုရောက်သွားတယ်လဲလို့မြင်လို့ရှိရင် main power IC ဘင်းနာက capacitor လေးတွေကိုသူရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ main power IC ဘင်းနာက capacitor လေးတွေကိုကျွန်တော်တို့တစ်ချက်တိုက်ကြည့်မယ် main power IC ဘင်းနာက capacitor လေးတွေကိုတိုက်ကြည့်လိုက်တဲ့အခါမှာ339ဒီမှာလည်း339ဒီမှာလည်း339ဒီမှာလည်း339ဆိုပြီးတော့ကျွန်တော်တို့တွေ့ရပါတယ် အဲ့တော့ကျွန်တော်တို့ကအဲ့ဒီနေရာတွေမှာဒီကပစီတာလေးထိပ်တွေမှာ339339ဆိုပြီးတော့တွေ့ရဒါဆိုရင်ဒီဒီကောင်းလေးလမ်းကြောင်းပိုင်းဆိုင်ရာကောင်းနေပြီလို့ယူဆလို့ရအဲ့တော့အဲ့ဒီ BBH power ဒီဘယ်လိုပုံစံထွက်သွားလဲဆိုလို့ရှိရင်အာသာဘတ်အနေနဲ့ mobile phone circuit တစ်ခုလုံးမှာရှိတဲ့အဲ IC တွေကိုသူတွားပါ အဲ့တော့ကျွန်တော်တို့ဒီမှာဗန်နီယာတွေကိုရောက်တလဲလို့မလို့ရှိရင်အထူးသဖြင့် DIC တွေကိုရောက်ပါမယ်ဒါ dialog IC ဖြစ်ပါတယ် dialog IC မှာလည်းကျွန်တော်တို့တုံတုံကိုတွေ့ရမယ်ဒါတွေလည်းတုံတုံကိုတွေ့ရမယ် power session mic တွေဒါတွေကအရေးကြီးပါတယ် backlight mic တွေဗာရင်ညာတွေအကုန်လုံးကိုသူရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ပြောစင်တဲ့သဘောကဗာလဲလို့မလို့ရှိရင်ကျွန်တော်တို့ battery ကအရင်ဆုံး phone clone no power နဲ့ရောက်လာတယ်ဆိုလို့ရှိရင် battery က B battery တွေဒီဘယ်ကိုရောက်တယ်လဲ BGIC နဲ့သုံးထားရင် BGIC ရဲ့ pin number 73နဲ့74ကိုဝင်မယ်ပြီးလို့ရှိရင် sub sorry 1920ကနေ bottom လေးဆိုလို့ရှိရင် bbh power ကို point တစ်လုံးခံပြီးတော့ထွက်မယ် point တစ်လုံးခံပြီးထွက်ပြီးတော့ဘယ်ပေါ်ရောက်တယ်လို့မြင်လို့ရှိရင်အဲ power ac ရဲ့ banner လေးတွေကိုတွားပါမယ်အဲ့တော့ကျွန်တော်တို့က အာ노ပါဝါတလုံးရောက်လာပြီဆိုလို့ရှိရင်အရင်ဆုံး BBH ကိုစစ်ပါပြီးလို့ရှိရင်နောက်ထပ် BBH ပါဝါကိုစစ်ပါ BBH ပါဝါကိုမစစ်ခင်မှာကျွန်တော်တို့ကဘာကိုကြည့်ရမလဲဆိုလို့ရှိရင်သူ့ရဲ့ platform ကိုကြည့်ရပါမယ်သူ့ရဲ့ platform ဒီဘာနဲ့သုံးထားသလဲ BJIC နဲ့သုံးထားသလားဒါမှမဟုတ်ဒီဖုန်းအမျိုးအစားမှလိုမျိုးဒီ second PMU ကိုပဲ Shajan IC ကိုပဲသုံးထားသလားဒါမှမဟုတ် SMB IC တွေကိုပဲသုံးထားသလားဒါမှမဟုတ် PMI 632ကိုပဲသုံးထားသလားဒါမျိုးတွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိလာတဲ့အချိန်ကြာလို့ရှိရင် VPAT ရော BBH ပါဝါရောကျွန်တော်စစ်ပြပေးပါမယ် 아는 거지수대만에 그러면